ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်နိုင်ငံမှာရှိတဲ့ဘုံအော့ဘဇာလို့ခေါ်တဲ့ second hand used ပစ္စည်းတွေရောင်းတဲ့နေရာကိုကျွန်တော်နဲ့အတူတူတွေ့ကြည့်လိုက်ရအောင်ညာပထမတစ်ချက်သတိထားရမှာက both of ဘဇာနဲ့ both of ဆိုရင် sign နဲ့ sign ရှိရပြ both of ဆိုရင်သူကဂျပန်မှာကစောက်တီးတဲ့ရောင်းတဲ့ sign ညာ both of ဘဇာမှာဒါလင်းသူကအကုန်လုံးပစ္စည်းအစုံရောင်းတဲ့ second hand sign ဖြစ်တယ် ျွန်တော်တို့ second hand use ပစ္စည်းလို့ပြောလိုက်ရင်ကြိုက်တဲ့တူလည်းရှိသလိုမကြိုက်တဲ့တူလည်းရှိရဗျဂျပန်မှာဟာ second hand ဆိုပြီးတော့အထင်တော့တွားမတွေ့လိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းတွေကကျတော့တချို့လူတွေကအသုံးမလိုတဲ့ခါကျတော့ဒီဆိုင်ကိုပြန်တွန်းကြရဗျာဒီဆိုင်က owner တွေကလည်းပစ္စည်းကောင်းမှသူတို့ကလက်ခံပြီးပြန်ရောင်းလိရှိရဗျာကျွန်တော် second hand ရဲ့အားတာချက်တွေကိုပြောပြမယ်ဗျာ ခမရရှာတတ်မယ်ဆိုရင်ပစ္စည်းတွေကမတုံးရတဲ့ပစ္စည်းရှိရဘလို့သိနိုင်လဲဆိုသူကမီရှော်ဟင်းဆိုမှရေးထားတယ်အတုံးမပြူရတဲ့ပစ္စည်းဆိုအဲဆိုပစ္စည်းကောင်းများဈေးတတတာနဲ့ဝယ်လို့ရတယ်တချို့ပစ္စည်းတွေကြတော့ဥမာရေခဲတက်တာဆိုရင်တရက်စာလောက်ပဲထားပါတော့အပြင်မှာဆိုရင်15ဒင်းလောက်ပြီးရမယ်ဆိုရင်ဒီလိုအဟောင်းဆယ်မှာတော့ဝယ်3-4ဒင်းပဲအဲ့လိုမျိုးတော့ရှိတယ်တခါကျရင်ကိုကဖုံးမဝယ်နိုင်နေဘူးဗျာဒါပေမဲ့ ် iPhone တို့ကလည်းကင်ကျင်တယ် brand ကောင်းကောင်းကလည်းကင်ကျင်နေဆိုရင်ဒီ second hand မှာတွားဝယ်အစမတန်ဈေးကွာကြဈေးကွာရတဲ့အချက်မှာလည်းအကြောင်းရင်းဆိုတာရှိတယ်ဒါပေမဲ့ဂျပန်တွေကတော့တိတိကျကျသူတို့ကဖော်ပြထားတယ်ဥမာဖုန်းဘက်တရီဆိုရင်တော့ဘယ်လောက်ပါဆန်တိပဲရှိတယ်ဒါတော့ကိုကလက်ခံနိုင်မှဝယ်ပေါ့တခါကျတော့80%ပါဆန်တော့90%ပါဆန်တော့အဲ့ဒါကိုတခြားကိုကဖတ်ပြီးမှကိုကြိုက်မှဝယ်ပေါ့လက်စစ်ပစ္စည်းဝယ်မယ်ဆိုရင်လည်း update ဖြစ်တဲ့ မော်ဒယ်တွေအ ਨੇ စုံ၅နှစ်တွင်းကထုတ်ထားတဲ့ပစ္စည်းတွေဝယ်တာအကောင်းဆုံးပဲအရန်ကြီးအန်ဒိတ်ဖြစ်တဲ့ဆိုရင်တော့တေချာတယ်ခမားမီတာကဘုံနဲ့တည်းမွဲလိုက်မယ်စကန်ဟန်းဆိုင်မှာကျွန်တော်အကြိုက်ဆုံးပစ္စည်းပြောပါဆိုရင်တော့ကျွန်တော်ကတော့အင်တွင်းပရိဘောကပစ္စည်းတွေကြိုက်တယ်ဘာလို့လဲဆိုတော့ဈေးကမဟာတရားကိုတော်တော်ဈေးချိုပါအပြင်မှာဥမာ၁၀ဒိန်းဆိုရင်ဒီလိုဆိုင်မှာဆိုရင်၅တောင်းတသိန်းနဲ့ရဘာလို့အဲ့လောက်ကြီးဈေးချိုလဲဆိုရင် တဲရရွှေရခတ်တဲ့ပစ္စည်းမျိုးတွေကလူအင်အားလိုတယ် delivery ကတွေကလည်းဝယ်တာထက်ကိုဈေးကြီးရဲ့အဲအကြောင်မလို့ဈေးချိုတာဒီလို second hand ဆိုင်တွေက အချိန်ပေးပြီးရှာတတ်လေပစ္စည်းကောင်းလေတွေ့တတ်လေပဲဗျအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်